အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မတ်လ31ရက်နေ့တတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့မန္တလေးတိုင်းအမရပူရနဲ့ပုံဘိုရွာမှာဆိုလို့ရှိရင်ပလီ၃လုံးပြိုကျတယ်နော်အဲ့ဒီမှာပလီ၃လုံးပြိုကျတဲ့အခါကျတော့အဲ့ဒီမှာအယောက်ပေါင်း900နော်900ကျော်အဲ့ဒီမှာတည်ဆုံးနေဆိုတဲ့ဟာကိုတွေ့ရတယ်ရုပ်လုံးတွေကိုပြန်ရတယ်900ကျော်ရပြီအဲ့ဒီပြရတော့အဲ့ဒီမှာဆက်ပြီးတော့အများကြီးပိတ်မိနေတော့မှရှိသေးတယ်ဆိုတော့ပလီထဲမှာဆိုလို့ရှိရင်သူတို့ဝတ်ပြုနေတဲ့အချိန်ဖြစ်တယ် วจอยู่ในเด็กเชียมาอันนี้มา มีเงินเรียนท่องลด้เด็กขจารอใต้ผิวจ่าเลยใต้ผิวจ่าเด็กขจารอเล่าเลยอันนี้มา ထပ်နေတာပဲเนาะထပ်နေတာပဲဆိုတော့အယောက်ပေါင်း900ကျော်အလုံးကိုရရှိနေပြီဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်နောက်တစ်ခုကနေပြီတော့เนาะနေပြီတော့မှလည်းတော်တော်ကိုလှုပ်တယ်ပထမဆုံးကဒီမန္တလေးကိုဘဟုပြုပြီးတော့9.9အားနဲ့သူတို့လှုပ်တယ်လှုပ်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ပြန်ပြီးတော့6.4နဲ့ထပ်ပြီးတော့လှုပ်တယ်ဆိုတော့တော်တော်ကိုမြင်းကလန်တန်ကိုနေပြီတော့လေးကြီးကြီးခန်းစားနေရတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့သမ္မတအိမ်တော်တို့စေယုံချုပ်တို့ဝန်ကြီးဌာနယုံတို့ပြောကြတယ်ပြောကြတဲ့ခါကျတော့အဲ့ဒီမှာအဆောက်အဦတွေကအဲ့ဒီထက်မှဝင်လို့မရတော့ဘူး ဝင်လို့မရတဲ့ခါကျတော့သူတို့ကိုအစီဝေးလုတ်တယ်အစီဝေးလုတ်တဲ့ခါကျတော့အဲ့ဒီမှာလည်းဖက်ချောက်တို့မာလာတို့အဲ့ဒါသူတို့ဟာဆိုလို့ရှိရင်ယာယီတာလပတ်ကိုနေပြီးတော့မိုးပြီးတော့အဲ့ဒီမှာအစိမ်းရောင်ကိုကာပြီးတော့အဲ့လိုမျိုးအစီဝေးတွေကိုလုတ်နေရတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာသတင်းတပ်ပုံတွေအရကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့နေပြီးတော့လေတော်တော်ကိုထိခိုက်ပျက်စီးမှုရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒါပေမဲ့စကားစားတော့နော်ဒီနောင်ချိုဖက်မှာအုံမခါတို့သုံးစေတို့ရွှေမြောင်ပင် ပြီးလို့ရှိရင်တော့နောင်လင်ကြေးရွာတွေမှာဆိုလို့ရှိရင်စကစကကြေးကြေးဘုံကြေးတိုက်ခိုက်နေတော့မယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ရတယ်။နောက်တစ်ခုကနေပြည်တော်ငလျင်ကြောင့်အဆောက်အဦတွေပြိုကျတယ်ပြိုကျတဲ့ခါကျတော့အဲ့ဒီမှာလူအသေးပြောက်ကဘလောက်ရှိလဲဆိုလို့ရှိရင်တော့300ကနေပြီးတော့နောက်900ကြားမှရှိတယ်။ဒါပေမဲ့အဲ့ဒီမှာစကစအရောက်ပေါင်း100ကျော်တည်ဆုံးနေဆိုတဲ့ဟာကိုတွေ့ရတယ်။ဆိုတော့နေပြည်တော်မှာအဆောက်အဦတွေတော်တော်ကိုပြိုကျတယ်ဆိုတော့ဒီစစ်တပ်ဖက်ကလည်းတော်တော်ကို အဲ့ဒီအသေးပြောက်လေးရှိနေတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ KIO เนาะ KIA KIO သူတို့ကဒီငလျင်ကြောင်းเนาะဒီထိခိုက်ပျက်စီးတဲ့လူတွေကိုနောက်တစ်ခုကပြန်လည်ထူထောင်ဖို့အတွက်เนาะချန်ရဲတဲ့လူတွေအတွက်ဒီပြန်လည်ထူထောင်ဖို့အတွက်ဒီ KIO နဲ့အတူပြည်သူလူထုအဲ့ဒီကချင်းလူထုတွေနဲ့အတူကူညီမယ်ဆိုပြီးမှထုတ်ပြန်တဲ့သတင်းပဲဖြစ်တယ်နောက်တစ်ခုကငလျင်ကူညီဖို့အတွက်เนาะဆက်မှုဆောင်တစ်ခုကိုနေပြီးတော့ငွေကျပ်သိန်းပေါင်း100เนาะအဲ့ဒီ ဒီဆက်မွန်ဆုံတစ်ခုကိုဆိုလို့ရှိရင်ချက်သိမ်းပေါင်း200 200ဈေးအနမကောက်တာเนาะကောက်တာဆိုတော့အဲ့ဒီမှာဆက်မွန်ဆုံတစ်ခုကိုသိမ်းပေါင်း200လူကိုလူရမယ်ဆိုတဲ့ဟာကိုအဲ့လိုမျိုးအတင်းကောက်လေဆိုတဲ့စတတင်းနောက်တစ်ခုကစကားစကားဒီရဲ့ခိုက်ပြင်းနဲ့ကြောက်ဖြူမှာဆိုလို့ရှိရတော့ဒီဘုံချေတိုက်ခိုက်တယ်နော်ဘုံချေတယ်ပြီးလို့ရှိရင်တော့ပကိုးတိုင်းပေါင်းတေတော့ဘာလို့အဲ့ဒီမှာနော်ဘုံချေတယ်ဘုံချေတဲ့ခါကျတော့အဲ့ဒီမှာပြည်သူတယောက်တေတယ်ပြီးလို့ရှိရင်တော့ဖီတီက တယောက်သေးတယ်နော်စုစုပေါင်းတန်ရာရရှိတာက၁၁တယောက်တန်ရာရရှိတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဒီစကစကထုတ်ပြန်တဲ့သတင်းအဲ့ဒါကပါလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့လူအသေးအပြောက်တန်ရာရရှိတဲ့လူတွေဇင်းကိုကျွန်တော်တို့ထုတ်ပြန်တယ်စကစကထုတ်ပြန်တာက1560ရှိတယ်နော်သူရဲ့သတင်းတော့တစ်ချိန်လုံးအာလူနည်းနည်းလေးပဲဖော်ပြတယ်အဲ့လိုမျိုးအများကြီးအသေးအပြောက်များလို့ရှိရင်လာမယ်ပြတ်မှာစိုးလို့အမှန်ကိုတစ်ခါမှမဖော်ပြဘူးအရင်တော့က နမောခံမှုတိုင်းလုံးကလည်းဒီလိုပဲเนาะအဲ့လိုမျိုးဒီဖက်ကတကယ့်မြေပြင်ကထွက်လာတဲ့တည်င်းနဲ့သူတို့ထွက်လာတဲ့တည်င်းကအစားပေါက်များစွာကွာတယ်ဆိုတော့အခုကတော့သူတို့ထုတ်ပြန်တာကဒေယာရရှိတဲ့လူကတော့3800เนาะ3800ဒေယာရရှိပြီးတော့နေရာနဲ့90ကတော့ပျောက်ဆုံးနေသေးပဲဆိုတဲ့ဟာကိုကျွန်တော်တို့စကားစကားထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီဖက်ကဒီတည်င်းမီဒီယာတွေကဖော်ပြတဲ့ကောက်ယူချက်အရာ နော်ဒီ RFA ကထုတ်ပြန်ထားတဲ့တင်ပြရဆိုလို့ရှိရင်တော့3195ယောက်ကတည်ဆုံးပြီဖြစ်တယ်အဲ့ဒီမှာဒဏ်ရာရရှိတဲ့လူကတော့4565ယောက်နော်အဲ့လိုမျိုးဒဏ်ရာရရှိတဲ့ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့စကားဆိုင်ရဲ့တင်ပြနေဒီဖက်ကတင်ပြဌာနတွေရဲ့ဒီဖော်ပြထားတဲ့တင်ပြတွေနဲ့ဆိုလို့ရှိရင်တော့တော်တော်ကိုကွာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့မဟာလာဖက်ကတင်ကတော့အများအပြား short ပြီးတော့ထုတ်တာကိုတွေ့ရတယ်သူတို့ရဲ့တိတ်ခါပြန်ပြန်ကြမှာကြောက်လို့နော်ဆိုတော့ဒီကေစရေးမှာဒီလိုမလုံမလောက်ဘဲနဲ့ငါဒီ ဆက်ရန်တရားတွေကျွန်တော်တို့လေရင်ပြင်တော့ရင်တို့ကဒီ NLD လက်ထက်တုန်းကပါဆိုတော့ဒီ location ရေတော့ပါလို့ဆိုရင်လေရင်ပြင်အသုံးပြုဖို့အတွက်တော့လေရင်ပြင်တော့မှသူတို့လုပ်ထားတာရှိတယ်အဲ့ဒီလေရင်ပြင်တွေဘယ်မှာရောက်သွားလဲမသိဘူးဒီ ARD လိုက်စားမှုနဲ့ဘာနဲ့ညာနဲ့အဲ့လိုမျိုးဆွေးချက်တင်ပြီးတော့အဲ့ဒီလေရင်ပြင်တွေကိုတော့ဘာလုစားလိုက်လဲမသိဘူးအရေးကြိုးပြီးတော့တောက်စားလိုက်လားမသိဘူးနောက်အဲ့ဒီမှာပြည်သူလူထုတွေကိုကျေးဖို့အတွက်တတ်ဖို့အတွက်လက်နက်တွေကတော့အစုံရှိတယ်သူမှာ နောက်ဆုံးရှိတဲ့ရုရှားကဝေလိုက်တရုတ်ကဝေလိုက်အဲ့ဒီမှာထောက်ပံ့တာအများကြီးပဲဆိုတော့အခုတကယ်တကယ်ပြည်သူလူထုတွေဒုက္ခရောက်တဲ့အခါကျတော့ဂေဖို့ကြတော့ဘာမှမရှိတော့ဘူးသူမှပစ္စည်းပစ္စည်းရတယ်ဘာတစ်ခုမှမရှိဘူးနော်အဲ့ဒီမှာသူရဲ့ budget တွေလည်းဘာတစ်ခုမှမရှိဘူးအဲ့ဒီသတ်ဖို့ဖျားဖို့လက်နေတွေအစုံရှိတဲ့ budget တွေအတိအဝါရှိတယ်ဒါပေမဲ့ဒီတကယ်ဒီကေဆေးရဲ့လို့လုပ်ဖို့ကြတော့ ငါတခုမှမရှိတော့ဘူးသူမှလေးရံပြန်လဲပျောက်ကုန်ပြီကားလည်းမရှိတော့ဘူး green လည်းမရှိတော့ဘူး bad phone လည်းပြန်မရောက်ကုန်လည်းမသိဘူးနော်ဘာတခုမှ season မရှိဘူးဆိုတော့အဲ့ဒါကြောင့်လူတွေကဆိုလို့ရှိရင်အချင်းမင်းနော် marketing နိုင်မှုဖြစ်လို့လည်းဆိုလို့ရှိရင်ဆောက်အုပ်ထဲမှာကတော့ပိတ်မိနေတယ်အခု video file တွေအများကြီးတက်လာတယ်နော် video file တွေအများကြီးတက်လာတယ်ဆိုတော့အဲ့ဒီ video file တွေကိုလည်းဒီ channel မှာကျွန်တော်တင်ထားပေးတယ်နော်အဲ့ဒီမှာကျွန်တော်ရရှိသမျှဒီ video file တွေတကယ် စိတ်လှုပ်ရှားစရာသူတို့ကစေရဲတမတွေအသုံးပြုထားတဲ့ဒီဗီဒီယိုဖိုင်တွေအများကြီးရှိတယ်အဲဒီမှာကေထောတာခက်ခက်ခဲခဲနဲ့ကေထောရတဲ့ဒီဗီဒီယိုဖိုင်တွေရှိတယ်ဆိုတော့အားဒါကိုနေပြီးတော့ကျွန်တော်ရဲ့ဒီဒီ channel မှာသွားပြီးတော့ချိပါကျွန်တော်တင်ထားပေးတယ်ကျွန်တော်နေနေတော့နောက်ကြမယ်ဒီဗီဒီယိုထက်နောက်ကြမယ်ဒါပေမဲ့အဲဒီမှာ subscribe လုပ်ထားတယ်ဆိုရင်တော့ကျွန်တော်တင်တာနဲ့ဒီ YouTube ကနေပြီးတော့ဒီ message ပို့လာမှဖြစ်တယ်ဆိုတော့အချိန်မီကြည့်လို့ရတယ်ကျွန်တော်နေနေတော့နောက်ကြမယ်ဆိုတဲ့ဟာကိုတော့ပြောချင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီ အုံဖို့ရောက်မှာပေါ့နော်အုံဖို့ရောက်မှာဆိုလို့ရှိရင်တော့ဒီအမရပေါ်ရမှာအုံဖို့ရောက်မှာလေရွာထက်မှစုစုပေါင်းလောက်တည်သွားလဲဆိုလို့ရှိရင်180နဲ့နှုတ်ဦးတည်သွားတယ်နော် income စုကဘယ်လောက်ရှိလဲဆိုလို့ရှိရင်ရွာတော့တော်တော်ကြီးတယ်နော်1500ရှိတယ် income စု1500အဆိုလို့ရှိရင်တော့အဲ့ဒီတွေ့ရထက်မှာပဲ180နဲ့နှစ်ယောက်တည်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ခုနိုင်ငံတော်အစင်းအနေနဲ့ဝန်နေချင်းအထိတ်အမှတ်နော်အဲ့ဒီဝန်နေချင်းနိုင်ငံတော်အစင်းတတ်မှတ်လိုက်တယ်အဲ့ဒီမလဒီလ 2012ရဲ့နှစ်ကနေပြီးတော့ဒီ April 6ရက်နေ့အထိနော်တပတ်တီတီကိုနေပြီးတော့နိုင်ငံတော်အဆင့်ငွေနေချက်ထိမ်မတ်ရက်ကိုတမတ်လိုက်တယ်အဲ့ဒီ April 1ရက်နေ့7နာရီ50မိနစ်20စက္ကန့်မှာဆိုလို့ရှိရင်နော်တနင်္ဂနွေလုံးဟာဆိုလို့ရှိရင်ခုနက တည်ဆုံးသွားတဲ့လူတွေအတွက်တမနစ်ညင်သက်ကမရာပြုဖို့ဆိုပြီးမှမာလာကအလိုမျိုးလှုပ်ထားတာကိုတွေ့ရတယ်။ဒါပေမဲ့ညောင်ချိုတို့ဒီဒီကမှာပကိုးလို့ဖက်မှာတော့အပကုံလင်းပြနေပုံချဲတာနှံပုံချဲတာဆိုတော့နိုင်ငံတော်အစင်းဝန်နေတဲ့အထိမ်မှလုပ်ပေမဲ့တနည်းအားမှာခြေခွေ့စရာတွေအများကြီးကျွန်တော်တို့ဒီမာလာကဖန်တီနေတော့မယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကဗလန်ဒလိန်မျိုးဦးလှသိမ့်ဗိမှန်ပြိုချတဲ့အဲ့ဒါကသာသနာအဆောက်အအုံအဲ့ဒီမှာသင်္ကတော်တွေအများကြီးရှိတယ်ဆိုတော့ဒီမှာတော့အယောက်ပေါင်90တည်တယ်80လုံးရောက်တယ်အဲ့ဒီအထိမ်မှဘလောက်ရှိလဲဆိုလို့ရှိရင်အယောက် ်ပေါင်းညာနော်အယောက်ပေါင်းညာပြိမိနေတယ်ဆိုတဲ့ဟာကိုဒီနေ့တတင်းမီဒီယာမှာတွေ့ရတယ်ဆိုတော့ဒီတတင်းကလည်းတော့ကိုရှိတဲ့တတင်းတစ်ခုဖြစ်တယ်ဆိုတော့မန္တလေးမြို့ဦးလှသိမ်ပြိမှန်နော်အဲ့ဒီပြိုချတာနော်ပြိုချတော့တင်ကာအခုနကပါကတော့90เนาะ90တည်သွားပြီ90ကတော့သူတို့လုံးမြောက်တယ်အဲ့ဒီထက်မှပြိမိနေတာကအယောက်ပေါင်း200เนาะအယောက်ပေါင်း200ပြိမိနေဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာနဲ့မှတွေ့ရမှာဖြစ်တယ်ဆိုတော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီမြင်းကလေးလှုပ်တာအချိန်ပေါင်းဟာဆိုလို့ရှိရင်တစ်ချိန်လေးလှုပ်တာမဟုတ်ဘူးအချိန်ပေါင်းမြောက်များစွာလှုပ်တဲ့အတွက်ကြောင့်အဲ့ဒီ နော်အဆောက်အဦတွေဟာဆိုလို့ရှိရင်ပျက်စီးတယ်နော်ပျက်စီးပြီးတော့နင်းနေရိုင်တဲ့ကောင်တွေကထပ်လို့တော့ထပ်ပြုံထပ်လို့တော့ထပ်ပြုံအဲ့လိုမျိုးနော်အခြေအနေမျိုးကိုတွေ့ရတယ်ဆိုတော့နှစ်တသမာကိုစကေးက writer Kennedy အားကနေပြီးတော့ဘလောက်လှုပ်လဲဆိုလို့ရှိရင်၄၀နဲ့၃ချိန်ထုတ်တယ်နော်၄၀နဲ့၃ချိန်ထုတ်တယ်၃တသမာကိုအစင်းကတော့နော်80နဲ့၉ချိန်ထုတ်တယ်တော်တော်ကိုများတယ်၃တသမာကိုအဲ့ဒါကနင်းနေငယ်လျင်တို့ဒါပေမဲ့ပထမ ခုနှစ်တသမခုနှစ်နော်လှုပ်ထားပြီးသားဆိုတော့ဒီတခြားအဆောက်အဦတွေကနော်ပြိုလေးလူနီပါဖြစ်တဲ့ခါကျတော့အဲ့ဒီမြင်လည်းလေးတွေလှုပ်လိုက်တာနဲ့သူကပါသွားတာပဲနော်ပါသွားတာပဲဆိုတော့ဒီမှာ4.9ကတော့4.9ကတော့နော်40အချိန်ပုံ40လှုပ်တာကိုကျွန်တော်တို့တွေ့ရတယ်နော်5.9ကတော့ကျွန်တော်တို့6ချိန်နော်5.9ကတော့6ချိန်လှုပ်တယ်7.7ကတော့ကျွန်တော်တို့အချိန် တချိန်မဲ့လုတ်တယ်เนาะအဲ့ဒါကအကြီးဆုံးပဲ7.7ကလို့ထိခိုက်အများဆုံးပဲအဒီနောက်လိုက်လာတဲ့5.9တို့4.9တို့ဒီ3.9တို့2.9တို့စသဖြင့်ဒီ hardware ဆိုလို့ရှိရယ်เนาะเนาะနင်း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 ခုနကလှုပ်ထားပြီးသားနေရာကိုပြန်ပြီးတော့ PR ပေးတယ်လို့ဖြစ်သွားတယ်ဆိုတော့အချိန်ရပေါင်းဘယ်လောက်လှုပ်လဲဆိုလို့ရှိရင်လှုပ်ပြီးသားအခုလှုပ်ပြီးသားဆိုလို့ရှိရင်160နဲ့6ချိန် ော်169ကြိမ်လှုပ်ပြီးသားဖြစ်တယ်ဆိုတော့တော်တော်ကိုပြည့်စုံမှုရှိတယ်ဆိုတဲ့ဟာကိုတော့တွေ့ရတယ်နောက်တစ်ခုကအာဆီယံနိုင်ငံဥက္ကဋ္ဌဒီမလေးရှားနိုင်ငံကချီးမှုပြီးတော့အရေးပေါ်စီဝေးခေါ်တယ်မြန်မာနိုင်ငံမှာငလျင်ကိုပြည့်စုံရေးအတွက်အရေးပေါ်စီဝေးကိုနော်အဲ့ဒီမှာထိုင်ပြီးတော့ဒီမြန်မာနိုင်ငံအတွက်ကူညီမယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တွေ့ရတယ်အဲ့ဒီကတော့အာဆီယံစင်နိုင်ငံထက်ကနေပြီးတော့အဲ့ဒီမှာသူတို့ချီးမှုချင်ပါတယ်အရေးပေါ်သူတို့စီဝေးလုပ်တယ်မြန်မာနိုင်ငံကိုပြည့်စုံဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုသူတို့အရေးပေါ် အစီအဝေးတစ်ခုကိုလုပ်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမြမဂီတလောကမှာဆိုလို့ရှိရင်ကိုပိုင်တန်စင်နဲ့တကယ်နာမည်ရလာတဲ့ဆိုကြတယောက်ရှိတယ်သူက90နှစ်နဲ့နော်90နှစ်နဲ့ရှိတယ်ဆိုတော့သူကတော့တည်ဆုံးသွားပြီဆိုတဲ့ဟာကိုတွေ့ရတယ်သူရဲ့နာမည်ကတော့ဂျင်းဂျင်းကြီးနော်ဂျင်းဂျင်းကြီးသူရဲ့ကိုပိုင်တန်စင်နဲ့နော်ကိုပိုင်တန်စင်နဲ့နာမည်ကြီးလာတဲ့ဆိုကြတယောက်90နှစ်နဲ့မှာသူတည်ဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ကိုလွန်သွားတာပေါ့နော်ကိုလွန်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အခုကတင်းတင်းတားရေဖြူမြို့နဲ့ကံပေါက်တိုင်းနေ အဲခါဒီကျေးရွာမှာဆိုလို့ရှိရင်စက္ကဆကစစ်ကြောင်းထိုးတယ်နော်အဲ့ဒီတနေ့တာရီတိုင်းမှာဆိုတော့ကိုနာကနိုင်ငံတော်အဆင့်ဝန်နေချင်းအဲ့ဒီနေ့ကိုတတ်မှတ်ပေးမယ်ကျွန်တော်တို့တနေ့တာရီတိုင်းရေဖြူမြို့နယ်ကမ်ပေါက်တိုက်နေမှာဆိုလို့ရှိရင်တော့ဇာဒီကျေးရွာမှာစစ်ကြောင်း၃ကြောင်းထိုးတယ်နော်အယောက်ပေါင်300နဲ့နော်စစ်ကြောင်းထိုးတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဆိုတော့မာလာကတော့အလုတ်တခြားအော်ပြောတာတခြားလုပ်တာတခြားဆိုတာတော့လူတိုင်းသိနေကြပဲเนาะသိနေကြပဲဒါပေမဲ့ယုံတဲ့လူကလည်းယုံနေတော့ပဲเนาะသူ့ကိုအားပေးတဲ့လူကလည်းအားပေးတော့ဒါလည်းအထူးဆန်းမဟုတ်ပါဘူးเนาะအထူးဆန်းမဟုတ်ပါဘူးကျွန်တော်တို့ တကယ်ဒီ ISIS တို့ဘာလို့လူတတ်တဲ့အဖွဲ့နိုင်ငံတကာကပါကတမတ်ထားတဲ့လူဆိုးဂိုင်းတွေတော့မှသူ့ကိုထောက်ကန်တဲ့လူကတကယ်အမခံရှိနေတာပဲเนาะအမခံရှိနေတာပဲဒါကလည်းเนาะတကယ်ကျွန်တော်တို့အတွက်အထူးဆန်းမဟုတ်ပါဘူးเนาะထူးဆန်းမဟုတ်ပါဘူးဆိုတော့ဒီ main summary ရုပ်ခေတ်မှာတော့တော်တော်ကိုလူအသေးပြောင်းများတယ်များလေဆိုတဲ့ဟာကိုတော့ဒီနေ့တတိမီဒီယာမှာပေါ်ပြချက်ရကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့ဆိုတော့ဒီနေ့မချလာ30နဲ့တရက်နေမှာတတိမီဒီယာနဲ့မှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ